ဒိန်းတောင်ပါတဲ့ရုပ်ရှင်ကောင်းယုံတင်တဲ့အခါလူလာမကြည့်ရင်မင်းတာဝန်ယူမလားဆိုတော့ပရိုဂျူဆာတွေဒိုက်တာတွေလည်းရှိကျွန်တော်ကဘဒူကားရိုက်ခေါ်မလဲဘဒူပွဲငါမလဲစောင့်ရတဲ့အနေထားဖြစ်နေဥပါဗျာအိုးကျွန်တော်ကလည်းပုံဝင်နေလေးရိုးသားပဲပြောရမှာတပတ်ကမငားရင်တပတ်ကတော့ငားနေတယ်လေဒီကနှစ်ဖက်တည်းရှိတာအဲ့တော့ ိုဘက်ကလည်းမငါဘူးဒီဘက်ကလည်းမငါဘူးဟိုဘက်မှလည်းမရိုက်ရအောင်ဒီဘက်ကမှလည်းမရိုက်ရအောင်ဆိုတော့အဲ့ဒါပေါ့ကြားထဲကငုတ်တုံမေးတာဟုတ်အဲ့ဒါဒီကရာကျွန်တော်တို့ဒီနိုင်ငံရေးတင်းကျင်းနေမှာအော်ကျွန်တော်တို့တွေကဟိုဘယ်လိုကျွန်တော်ပုံမှန်နေပြီကျွန်တော်တို့ကအမျိုးဘာသာတာသနာကိုချစ်တာပဲကျွန်တော်ဗုဒ္ဓဘာသာလေး အာကျွန်တော်မနက်မိုးလင်းမျက်နှာသိတဲ့တရဏဂုံတင်ပြီးသားဘုရားကအမြဲတမ်းအချိန်ပြည့်ရုပ်နေတယ်ကောင်နော်ဟိုကျန်တဲ့ကိစ္စတွေကတော့ကိုယ့်ဘာကိုကိုကနည်းနည်းမြန်မာလူမျိုးဗုဒ္ဓဘာသာဒါပေမဲ့ကရင်သွေးနည်းနည်းပါတော့ဘကားပြောကြမ်းရင်ကြမ်းလိမ့်မယ်နှလုံးသားတော့လူအဲ့တော့ပွဲနဲ့ပတ်သက်ပြီးတော့ပြောရမယ်ဆိုရင်တော့ပွဲငားတွေလည်းနေသွားတယ်ဇက်ကားတွေလည်းမရရဘူး တချို့ဆိုရင်ဒါရင်ထဲခံစားချက်ကလေးပဲဒိန်းတောင်ပါတဲ့ရုပ်ရှင်ကောင်းယုံတင်တဲ့အခါလူလာမကြည့်ရင်မင်းတာဝန်ယူမလားဆိုတော့ပရိုဂျူဆာတွေဒိုက်တာတွေလည်းရှိနံပါတ်1ပေါ့နော်အဲမရိုက်ရခြင်းအကြောင်းရင်းပြီးတော့ကျွန်တော်တို့မှာမြမအတန်တို့ အများကြီးရုပ်တံတွေလည်းရှိတယ်သူတို့ကြတော့လဲပရိုဂိုင်နဲ့လဲနေတဲ့အခါကြတော့အာတစ်နှစ်တစ်ချိန်လောက်တော့အများကြီးရရပါတယ်မြမတန်ကတော့တစ်ခါပဲရရသေးတယ်အခုချိန်ကြီးတော့ဘာမှမရရတော့ဘူးပေါ့နော်လုံမရဘူးအာနောက်တစ်ချက်ကျွန်တော်ဒီအခင်းချင်းကာလမှာကျွန်တော်တို့အပြင်ပွဲတွေဗမာမမကတော့ဌာနဆိုင်ရာပွဲတွေရှိမှာဟလာအချို့ဟိုတိုင်းနေတိုင်းယုံနေပါလေအဲ့လိုပွဲတွေရှိမှာ ဲ့လိုပွဲတွေက2003ခုနှစ်လောက်က2023ခုနှစ်လောက်ကကအခု2024 25မှာအဲ့ဘက်တွေလည်းပွဲမကားပြန်တော့ကျွန်တော်ကဘဒူကားရိုက်ခေါ်မလဲဘဒူပွဲငားမလဲစောင့်ရတဲ့အနေသားဖြစ်နေဥပါဗျာအိုးကျွန်တော်ကလည်းပုံဝင်နေလေရိုးသားပဲပြောရမယ်တပတ်ကမငားရင် တစ်ဖက်ကတော့ငားသေးတယ်လေဒီကတော့နှစ်ဖက်တည်းရှိတာ哦အဲ့တော့ဟိုဘက်ကလည်းမငားဘူးဒီဘက်ကလည်းမငားဘူးဟိုဘက်မှလည်းမရရအောင်ဒီဘက်ဘက်မှလည်းမရရအောင်ဆိုတော့အဲ့ဒါပေါ့ကြားထဲကငုံတုံမိတာဟုတ်အဲ့ဒါကျွန်တော်ကကျွန်တော်တို့ဝဲမကရတာကြတော့ဘယ်လိုခေါ်မလဲကျွန်တော်ကအေးဟိုစားလို့တောက်လို့ရပါတယ်အချို့ကျွန်တော်တို့နဲ့ဆက်နွယ်ပတ်သက်တဲ့ပုံကိုယ်တွေပေါ့ တို့အစည်းအဝေးနဲ့ပဲလူရှင်တော်တွေပွဲတွေပါတိတ်မရကြတော့စိတ်မကောင်းတော့ဖြစ်မိတာအနုပညာသမားဆိုတာကတော့အနုပညာအလုပ်ကိုလုပ်နေရမှာအသက်ရှင်တာအခုအဖေကြီးတယောက်ကိုပဲအသက်80 80လောက်ရှိတဲ့အဖေကြီးတယောက်ကိုပဲဖိပွဲလေးတစ်ပွဲတော့လိုက်ခဲ့ပါဆိုအဲ့မှာတို့ဒီနေ့ခေါ်လိုက်တယ်တပတ်ခါထွက်ကမယ်ဆိုရင်အဲ့ဒါမနဲ့ပြန်မနဲ့လောက်ကစားပြီးအဝတ်စားထည့်နေရတာအဲအဲ့လိုပေါ့အနုပညာသမားဆိုတော့အဓိကအနုပညာအလုပ်မလုပ်ရတဲ့အတွက် ရင်ထဲမှာတမျိုးပဲအနုပညာသမားကအနုပညာအလုပ်ပဲလုပ်ရမှာလေတက်ဒါနဲ့ဝမ်းသာရှာတာဘူးအဲ့တော့အနုပညာသမားအနုပညာလုံးမလုပ်ရတော့ရင်ထဲတော့မကောင်းဘူးအဲလုပ်တော့လုပ်ချင်တာပေါ့ဟုတ်ကဲ့ကျွန်တော်တို့ဘောနော်အရင်တော့လိုပဲပေါ့အဲတို့တိုင်းပွဲတွေဌာနဆိုင်ရာပွဲတွေလဲအလင်းသိရင်ခေါ်ပါဦးเนาะခေါ်ပေးဖို့လဲကျွန်တော်ပြောချင်ပါတယ်